ငလင်ဘေးမှာလူတွေအယုံဆိုင်ခံရတာနဲနေတဲ့အင်းလေးဒေတာကိုတွားရောက်လူတန်းနေတဲ့ဝင်းမုံရွှေရင် ရင်းကလင်းဘေးမှာအထူးထူးခြားခြားပျက်စီးဆုံးရှုံးမှုများပြားနေတာကတော့အင်းလေးဒေတာဖြစ်ပါတယ်။မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ရင်းကလင်းဘေးမှာတော့မြန်မာနိုင်ငံအလဲပိုင်းကမြို့ကြီးတွေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တို့မှာပျက်စီးဆုံးရှုံးမှုများခဲ့တာဖြစ်ပါတယ်။ဒါအပြင်အထူးထူးခြားခြားပျက်စီးဆုံးရှုံးမှုများပြားခဲ့တာကတော့အင်းလေးဒေတာပါ။အင်းလေးဒေတာဟာရေပြင်ဒေတာဆိုပေမဲ့သခိုင်းရင်းကလင်းကျော်တက်ရောက်မှုနဲ့အတူအင်းလေးဒေတာကထိခိုက်မှုများပြားခဲ့တာဖြစ်ပါတယ်။အင်းလေးဒေတာမှာနေအိမ်တွေပြိုကျပျက်စီးသွားပြီးအင်းလေးရေပြင်တွေခန်းချောက်သွားတာကိုလည်း ်မြင်တွေ့ရပါတယ်။ဒါအပြင်အင်းလေးဒေသမှာခရုတွေငါးတွေကလည်းတည်ဆုံကုန်ကြပါတယ်။တချို့သောဂိင်္ဂနအချက်လက်တွေရတော့အင်းလေးဒေသမှာလူပေါင်း200ကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရတာဖြစ်ပါတယ်။ဒါမဲ့လည်းလူတွေအများစုကတော့ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့သခိုင်းနဲ့မန္တလေးဒေသကိုပဲကူညီကယ်ဆယ်နေကြတာဖြစ်ပါတယ်။အခုတခါမှာတော့အင်းလေးဒေသကိုနိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်မင်းသမီးအကယ်ဒမီဝင်းမုံရွှေကြီးက လာရောက်ကူညီကယ်ဆယ်မှုတွေကိုပြုလုပ်နေရလို့သိရပါတယ်။အင်တာနက်ပေါ်မှာတော့ဝိမုံရွှေတယောက်အင်္ဂလိပ်ရေကန်ထဲမှာလေ့စီပြီးတော့ကူညီကယ်ဆယ်နေရမြင်ကွင်းကိုမြင်တွေ့ရတာဖြစ်ပါတယ်။ဝိမုံရွှေကဒီရက်ထဲမှာမြင်းကလင်ဘေးတင်ပြည်သူတွေအတွက်ဒုမတယောက်ထဲဝင်ငွေနဲ့3300လူတန်းခဲ့တယ်လို့ခင်ပွန်းတဲ့ကိုနိုင်ဖြိုးကျော်ရဲ့ NPK မော်တာကနေတဆင့်3000ကျော်မြန်မာငွေ1ဘီလီယံလူတန်းထားတာဖြစ်ပါတယ်ရှင်။